င်နေကြတဲ့တော်တော်ရှင်များအားလုံးမင်္ဂလာပါရှင်။စိုက်ပျိုးရေးကိုလောက်ကင်နေကြတဲ့တောင်သူဦးကြီးတွေနဲ့စိုက်ပျိုးရေးဝါသနာပါသူတော်တော်ရှင်တွေအတွေ့စိုက်ပျိုးရေးနည်းပညာတွေကိုမျှဝေတင်ဆက်ပေးထားတယ်။ဒုတာပရိသာစိုက်ပျိုးနည်းပညာအစီအစဉ်ကိုအပတ်စဉ်ထုတ်လွှင့်ပေးနေပါတယ်။ဟုတ်ပါတယ်။ဒီနေ့အစီအစဉ်မှာတော့စိုက်ပျိုးဦးကြီးဌာနကပြပို့လာတဲ့ပြည်တွင်းစားသုံးစီဖူလုံဖို့စီရွက်သီးနှံစကြစုဆိုတဲ့ခေါင်းစဉ်နဲ့စီရွက်သီးနှံများဖြစ်တဲ့မြေပဲနှမ်းနေကြပန်းနံမုံရင်းသီးနှံတို့ကိုစိုက်ပျိုးရမှာ ။ဗန်းတိုင်ထွန်းတို့ရရှိရေးဆောင်ရွက်သိတဲ့နည်းလမ်းများအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါလိမ့်။တဒါရှင်များရှင် နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ဗက်ဆောင်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျက်ရှိရမှာလေယာကန္တာဟာအဓိကကြားတဲ့အခန်းကန္တာတစ်ခုအဖြစ်ပါဝင်လျက်ရှိပါတယ်။လေယာကန္တာဖွံ့ဖြိုးတိုးတက်ရေးမှာပြည်ရင်းစားသုံးစီဖူလုံရေးအတွက်အဓိကသီးနှံတွေဖြစ်တဲ့စီထွက်သီးနှံတွေစိုက်ပျိုးထုတ်လုပ်မှုကိုအလေးနဲ့ထားဆောင်ရွက်လျက်ရှိပါတယ်။အဓိကထားဆောင်ရွက်တဲ့စီထွက်သီးနှံတွေကတော့မြေပဲ၊နှံ၊နေကြာတို့ပဲဖြစ်ပါတယ်။ ကျမတို့နိုင်ငံအတွင်းမှာနှစ်စဉ်တိုးတက်လျက်ရှိတဲ့လူဦးရေအတွေ့ပြည်ရင်းစားသုံးမှုဖူလုံရေးပြည်ပပို့ကုန်တွေတိုးမြင့်တင်ပို့နိုင်ရင်းနဲ့ပြည်ပမှာစားအုပ်စီတွေတင်သွင်းမှုလျှော့ချနိုင်ရေးတို့အတွင်းစီထွက်တည်နှံတွေတိုးချဲ့ဆိုင်ပြူရေးနဲ့ဒေကအထွတ်နှုံတိုးတက်အောင်စိုက်ပျိုးရေးဦးစီးဌာနကကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ဟုတ်ပါတယ်။စီထွက်တည်နှံဆိုင်ဧရိယာတိုးချဲ့ဆိုက်ပျိုးနိုင်ရေးအတွက်မိုးကြိုရာသီမှာနှွေနှဲတိုးချဲ့ဆိုက်ပျိုးရေးယာသီနယ်များမှာစီထွက်တည်နှံများပြင်းညက်ဆိုက်ပျိုးရေး ။လေသည့်တဲ့ area များမှာစီရွယ်သီးနှံများထည့်သွင်းဆက်ပြိုးရေးတို့ကိုဆောင်ရွက်လျက်ရှိပါတယ်။စီရွယ်သီးနှံများတအေကထွန်းနှုံတိုးတက်ရေးအတွက်ဆောင်ရွက်ရမှာတော့ဒေသနဲ့ကိုက်ညီပြီးရာသီဥတုဒဏ်ခံနိုင်တဲ့မြို့ကောင်မြို့သက်အထက်ကောင်မြို့များထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးဆက်မျိုးနေကြ F1 မြို့များကိုတောင်သူများကုမ္ပဏီများနဲ့ကန်ထရိုက်လေယာစနစ်နဲ့စနစ်တကျထုတ်လုပ်ရေးမျိုးစစ်ထုတ်လုပ်သူများအဖွဲ့မျိုးစစ်ထုတ်ကုမ္ပဏီများကိုလည်းစီထွက်သီးနှံမျိုးစစ်ထုတ်လုပ်ရေးကူညီဆောင်ရွက်ပေးရည် အထွန်းထုံးကောင်းတဲ့ပေးပုတ်မျိုးများတင်သွင်းခြင်းမျိုးရွေးချယ်ခြင်းမျိုးကောင်းမျိုးသက်အဆင့်ဆင့်ပွားများထုတ်လုပ်ခြင်းတွေကိုဆောင်ရွက်လျက်ရှိပါတယ်။မှန်ပါတယ်ရှင်။မြေပဲတီးနှံတေကပန်းတိုင်အထွက်နှုံးတင်း90ရရှိရေးအတွက်မျိုးကောင်းမျိုးသက်အထွက်ကောင်းမျိုးတွေဖြစ်တဲ့စင်းပရိသာ9စင်းပရိသာ7 SP 121တွေ့တာနီမကွေး30မကွေး71မကွေး72စတဲ့မျိုးတွေကိုအသုံးပြုရပါမယ်။ သွေးအားစုတွေကိုသတ်မှတ်ထားတဲ့နှုံသားတွေအတိုင်းပြေဝစွာထည့်ပေးပြီးဟောတီးနှံတက်တန်းအလိုက်အစိုးဓာတ်လုံလောက်စွာရရှိအောင်စီစဉ်ပေးရပါမယ်။ဒါ့ပြင်မြေပဲဆွဲချချိန်မှာကယ်စီယမ်ဓာတ်900ခန့်တော့ပါတဲ့လချီမုံနဲ့ဂျစ်ဆန်လို့ခေါ်တဲ့ကြောင်မော့မျိုးစားတို့ကိုအသုံးပြုခြင်းအပြင်ပန်းပွင့်ချိန်မှာယူရီးယားနဲ့လက်ချာဖြော်ရည်ကိုစနစ်တကျအသုံးပြုကြဖို့အရေးကြီးပါတယ်။ဟုတ်ပါတယ်။မြေပဲတိနဲ့မှာအယ်ဖာတော့ဆင် မှုရောဂါပါဝင်မှုမရှိစေဖို့အတွက်မြေပြုပြင်ချိန်မှာဒီနိုင်ပင်အကျဉ်းကျန်တဲ့ပေါင်းမြက်တွေကိုမီးရှို့ဖျက်ဆီးတာနဲ့နှွေထည့်ရေးခန့်ကျင်တို့ကိုဆောင်ရွက်ပေးရပါမယ်။ဘူမာကင်းစင်ပြီးတော့ဒဏ်ရာမရှိတဲ့မျိုးစေ့တွေကိုရွေးချယ်ပြီးတော့မှုသက်စေမျိုးစေ့လူနယ်စီတို့နဲ့မျိုးစေ့ကိုလူနယ်ပေးပြီးတော့စိုက်ပျိုးရမှာဖြစ်ပါတယ်။ပေါင်းမြက်တွေကိုနှိမ့်နှင်းစင်မှာတော့မြေပဲဆွေနဲ့တီးတောက်များကိုမထိခိုက်အောင်လို့ဆောင်ရွက်ရပါမယ်။ ဒီဘဲတူလောင်ချိန်မှာတော့မြေဘဲစည်းရဲ့အဆိုတဲ့ရှိရကန်တို့အောက်ကိုရောက်အောင်လို့အချောင်းလန်းပြီးမှတူလောင်ရမှာဖြစ်ပါတယ်။တူလောင်တဲ့အခါမှာမိုးလီအဆိုတဲ့တို့မထိရောက်စေဖို့ကျွန့်ငဲ့ပွေးစိတ်တို့မဖြစ်စည်းနိုင်စေဖို့အတွက်အထူးကူးဆိုက်ပြီးတော့တူလောင်ရမှာဖြစ်ပါတယ်။ဒါအပြင်ဆက်ပြူရေးလုပ်ငန်းများမှာအသုံးပြုတဲ့လေယာသုံးကိရိယာတွေကိုလည်းပုံမှန်ရောက်ကကင်းစင်နေအောင်လို့အမြဲတမ်းရှင်းနေအောင်ထားရမှာဖြစ်ပါတယ်။ဟုတ်ပါရင်ရှင်။ နန်းသီးနှံပန်းတိုင်အထွက်နှောင်းတီအေကတင်းနေစင်ရရှိရေးအတွက်အထွက်ကောင်းမျိုးတန်တွေဖြစ်တဲ့စင်းရတနာ3စင်းရတနာ4စင်းရတနာ7စင်းရတနာ14နှမ်းနီစမုံနဲ့ ိတ်ပန်နှံ့နဲ့စတဲ့မျိုးတွေကိုအသုံးပြုရပါမယ်။မြေပြုပြင်ဆင်မှာတဘာဝမြေဝန်းစာနဲ့ဓာတ်မြေဩစာတွေကိုသတ်မှတ်ထားတဲ့နှုံသားတွေအတိုင်းအပြည့်အဝထည့်ပေးပြီးတော့သွင်းအားစုတွေကို အချိုးညီအချိန်ကိုင်းစနစ်တကျထည့်သွင်းပေးဖို့အရေးကြီးပါတယ်။အပင်ငယ်စဉ်ကာလမှာတော့ပိုးမောယောဂါကြောင့်ရောက်မှုတွေကိုတေချာစောင့်ကြည့်ပြီးစနစ်တကြကာကွယ်နှိမ်နှင်းပေးရပါမယ်။နှမ်းမြင့်ရဲ့ပန်းပွင့်ချိန်၊ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နဲ့အစိအစံတီချိန်တွေမှာတော့ အစိုးတက်လိုအပ်မှုအများဆုံးဖြစ်တဲ့အတွက်အစိုးတက်ကိုဖြည့်ပေးဖို့အလွန်အရေးကြီးပါတယ်။ဟုတ်ပါတယ်။နေကြာသီးနှံပန်းနိုင်ထွန်းနှုံတင်း90ရရှိဖို့အတွက်ကတော့အထွန်းနှုံကောင်းမျိုးသက်နေဖြစ်တဲ့ရေစင်းဆက်မျိုးနေကြာ1ရေစင်းဆက်မျိုးနေကြာ2ဆင်းရွှေကြာ2မျိုးတွေကိုအသုံးပြုရမှာဖြစ်ပါတယ်။ဆက်ပြုံးမဲ့မြေမှာတော့ပေါင်းမြက်တွေကိုဆင်းရွှေကြာနှင်းနှင်းပေးတာတဘာဝမျိုးဩဇာဓာတ်မျိုးဩဇာတွေကိုအချိန်ကအချိုးညီအပြည့်အဝထည့်ပေးတာနေကြာပင်သားခွဲခြင်းလုပ်ငန်းတွေကိုစနစ်တကျဆောင်ရွက်ပေးတာ အဖူးဝင်ချိန်ပန်းစားပွင့်ချိန်ပန်းဖြိုင်ဖြိုင်ပွင့်တဲ့အချိန်နဲ့အစိအစံတည်တဲ့အချိန်တွေမှာအဆူဓာတ်တွေကိုလုံလောက်စွာရရှိဖို့ဖြည့်သွင်းပေးတာစိုက်ခင်းအတွင်းမှာရေမဟူးအောင်လို့ဂယူးဆိုင်ပြီးတော့ဆောင်ရွက်ပေးတာစားတဲ့လုပ်ငန်းတွေကိုလည်းအထူးကူးဆက်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။မှန်ပါတယ်ရှင်။စီထွက်နှုံးကောင်းတဲ့ပန်းနှံတိနှံကိုတော့စိုက်ပြိုးမင်းဆိုရင်ပန်းနှံမျိုးအနေနဲ့တက်ကြီးမျိုးတွေနဲ့တက်ငယ်မျိုးဆိုပြီးတော့နှစ်မျိုးရှိပါတယ်။တက်ကြီးမျိုးတွေက တက်တန်းရက်ပေါင်း120ရက်ကနေ150ရက်အထိရှိပြီးတက်ငယ်မျိုးတွေအနေနဲ့ကတော့တက်တန်းရက်ပေါင်း90ကနေ120ရက်အထိရှိပါတယ်။စိုက်ပျိုးမဲ့ဒေတာရေမြေရာသီဥတုနဲ့ကိုက်ညီတဲ့မျိုးကိုရွေးချယ်ပြီးတော့စိုက်ပျိုးတင်ပါတယ်။မျိုးစေ့နှုံတာအနေနဲ့ဒီအေကကို2ပြီ3ရပါမယ်။ ပန်းနဲမင်တွေဟာအပင်ပေါက်ကောင်းမွန်ပြည့်စုံမင်းဆိုရင်တော့ပေါင်းမြက်တွေကိုရှင်ပြိုင်နိုင်စွမ်းရှိပါတယ်။အပင်အမြင့်လေးလက်မခံရှိတဲ့အချိန်မှာပထမအချိန်ပေါင်းမြက်ရှင်းလင်းခြင်းကိုဆောင်ရွက်ပြီးအဖူးတွေစတင်မပေါ်လာခင်ဒါမှမဟုတ်အရွက်တွေအကိုင်းတွေတပင်နဲ့တပင်ရှက်နွယ်ထိစပ်ခြင်းမပြုမီဒုတိယအချိန်ပေါင်းမြက်ရှင်းလင်းခြင်းကိုဆောင်ရွက်ပေးရပါမယ်။စိုက်ပြူးခြင်းအပင်ကြီးထွန်းခြင်းပန်းပွင့်ခြင်းနဲ့အဆီရင်းမဲ့ခြင်းတွေမှာအဆူတက်လုံလောက်အောင်ဆောင်ရွက်ပေးရပါမယ်။ ပန်းနှမ်းမင်ရဲ့အရွက်တွေဝါလာပြီးခြောက်သွေ့ပြီးတော့အစေးရင်မဲ့ချိန်မှာဒဇင်နဲ့ရိတ်သိမ်းရပါမယ်။နှစ်ရက်သုံးရက်ကြာနင်းနယ်ချွေလွေ့ပြီးတော့ပန်းနှမ်းစည်းတွေကိုခြောက်သွေ့အောင်နေလန်းပြီးတော့လေလုံအိတ်တွေနဲ့စနစ်တကျတိုးလောင်ရပါမယ်။ဟုတ်ပါတယ်။စီရွက်မုံညင်းသီးနှံကိုရာသီဥတုရေမြေအခြေအနေအရစိုက်ပျိုးသင့်တဲ့ဒေသတွေကတော့ ရှမ်းပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်း၊ရခိုင်ပြည်နယ်မြောက်ပိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ကယားပြည်နယ်တို့ပဲဖြစ်ပါတယ်။စီတွဲမုံကြီးအထွန်းတော်တိုးတက်ဖို့အတွက်ကတော့ဆောင်ရွက်ရမယ့်လုပ်ငန်းတွေအနေနဲ့စိုက်ခင်းမြေတွေကိုညံ့ညောင်းအောင်ပြုပြင်ပြီးညီညာအောင်ညှိပေးရမှာဖြစ်ပါတယ်။မြေပြုပြင်ချိန်မှာတော့တအေးကားကိုနောက်ချီလဲ၅စီးရနေပြီးတော့ဆယ်စီးထည့်ပေးပြီးတော့ယူရီးယား56ပေါင်၊ဒီဆူပါ84ပေါင်နဲ့ ပိုတက်28ပေါင်တို့ကိုလည်းထည့်ပေးရမှာဖြစ်ပါတယ်။တေကမျိုးစစ်နှုံထားကတော့၄ပြည့်ဖြစ်ပြီးတော့တန်ကြား၁၀လက်မပင်ကြား၄လက်မအကွာဝေးနဲ့အတန်းလိုက်စိုက်ပြုံးနိုင်မယ်ဆိုရင်တော့အထွန်းနှုံပုံမကောင်းမွန်နိုင်ပါတယ်။မျိုးစစ်ချတဲ့အခါမှာအတိန်နဲ့အနေနဲ့တလက်မနဲ့တလက်မခွဲအတွင်းမှာရှိအောင်ဂျူးဆက်ရမှာဖြစ်ပါတယ်။မျိုးစစ်တွေကိုမုတ်သက်စေးတမျိုးနဲ့လူးနဲ့ဆိုက်ပြုတ်ပေးမယ်ဆိုရင်တော့မြေအောင်ယောဂများနဲ့မျိုးစစ်ဆောင်ယောဂတွေကိုကာကွယ်ပေးနိုင်ပါတယ်။အပေ20ရက်သားမှာ တပင်နဲ့တပင်ပင်ကြားအကွာအဝေးလေးလက်မခန့်ချပြီးတော့တောက်ခွဲပေးရပါမယ်။ပန်းပွင့်ချိန်မှာအဆူတွေရရှိအောင်လို့ဂူးဆိုင်ပြီးတော့ ယူရီးယား28ပေါင်ကိုထပ်မံထည့်ပေးရမှာဖြစ်ပါတယ်။ဟုတ်ပါရှင်ရှင်။စီရွက်သီးနှံစိုက်ပျိုးတဲ့တောင်သူဦးကြီးတွေအနေနဲ့တတ်မှတ်ထားတဲ့တည်အေကဘန်းတိုင်အထွက်နှုံရရှိရေးအတွက်ဒေသရာသီဥတုနဲ့ကိုက်ညီတဲ့မြို့ကောင်းမြို့သားတွေကိုစနစ်တကျရွေးချယ်စိုက်ပျိုးတာအပိတ်တန်းတရှောင်းလိုအပ်တဲ့တဘာဝမျိုးစားဓာမြေဩစာတွေကိုစနစ်တကျထည့်သွင်းပေးတာပိုးမောယောဂါတွေစနစ်တကျကာကွယ်နှိမ်နှင်းပေးတာနဲ့သီးနှံမင်းတတ်တန်းတရှောင်းလိုအပ်တဲ့အဆူဓာတ်တွေဖြည့်သွင်းပေးခြင်းတို့ကိုအလေးထားဆော ောင်ရွက်ဖို့လိုပါတယ်။ကျမတို့မြန်မာနိုင်ငံအနေနဲ့ပြည်တွင်းစားသုံးစီဖူလုံရေးစူးစမ်းဆောင်ရွက်ကြရမှာစီထွက်သီးနှံစိုက်ပျိုးသူတွေများပြားလာပြီးစီထွက်သီးနှံစိုက်ပျိုးဧကများပြားလာဖို့ပထမအချက်အနေနဲ့လိုအပ်ပါတယ်။စီထွက်သီးနှံ စိုက်ပျိုးဧရိယာတွေမှာမှန်ကန်တဲ့စိုက်ပျိုးနည်းစနစ်ကိုကျင့်သုံးပြီးတော့သွင်းအားစုတွေကိုအပြည့်အဝထည့်သွင်းပေးပြီးတတ်မှတ်ထားတဲ့တရားကဘန်းတိုင်းအထွန်းနှုံရရှိစေဖို့ဒုတိယအချက်အနေနဲ့အလွန်အရေးကြီးပါတယ်။စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့စီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးနဲ့စီထွက်သီးနှံတွေဘန်းတိုင်းအထွန်းနှုံရရှိရေးတွေကိုဆောင်ရွက်လျက်ရှိရမှာတောင်သူလက်သမားဦးကြီးတွေအနေနဲ့ကိုယ့်ရဲ့မိသားစုစားသုံးစီဖူလုံရေးနဲ့ပြည်တွင်းစားသုံးစီဖူလုံရေးတို့အတွက်စီထွက်သီးနှံတွေကိုတိုးချဲ့စိုက် ပြုကြပြီးတက်မှတ်ထားတဲ့ပန်းတိုင်အထွက်နှုံးတွေရရှိစေရေးစ조사ဆောင်ရွက်ကြမယ်ဆိုရင်ပြည်ရင်းစားသုံးစီဖူလုံပြီးပြပမှစားအုံးစီတင်သွင်းမှုကိုရှော့ချနိုင်မှဖြစ်တဲ့အတွက်နိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုတစ်ဖက်တစ်လမ်းကနေအကျိုးပြုနိုင်မှဖြစ်ပါကြောင်းဒီကနေ့သုတပရိသစိုက်ပျိုးနည်းပညာအစီအစဉ်ကနေတင်ဆက်လိုက်ပါတယ်။နားဆင်ကြကြတဲ့တော်တော်ရှင်များအားလုံးစိတ်အီချမ်းသာခြင်းကိုယ်အီချမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်။